။မာဘလူတောင်းမှန်မှန်တော့မသိတော့ဘူး။ကိုမောင်အားနာလိုက်တာ။ဟာ။မာကိုမောင်တောင်းမှန်နေတာ။အချိန်15ခန်းရှိနေပြီ။မာတကယ်ကိုအားနာနေတာ။စဉ်းစားကြည့်လေ။မာပြင်ဆင်စိတ်လေးပြင်ပေးရစီဆိုလဲကိုမောင်လက်မခံဘူး။မာတာလီကြောင့်ခုလိုဖြစ်သွားတာ။မာပဲစိတ်ကောင်းမှလဲလို့။စိတ်မကောင်းမဖြစ်ပါနဲ့မာရဲ့။အဲ့တော့လေတောင်းမှန်နေကြမလို့ပါဘူး။ဒါလေးဖြစ်သွားတာသိဖွဲလေးပါ။ဘာမှပြောတော့ရှာမရှိဘူး။ပြီးတော့မအစီမှာလဲ ကိုမောင်သမီးနဲ့ရွယ်သူတားတယောက်ရှိနေတာပဲသူတို့လေးတွေရဲ့ခံစားချက်ဘလို့ရှိတယ်ဆိုတာကိုမောင်နားရတာပေါ့သိတာပေါ့သမီးဆိုရင်လေကိုမောင်အရန်ကိုတဝင်းတူတာတစိမ့်ညိုးသမီးနဲ့ပတ်သက်မှာလုံးဝမကြိုက်ဘူးခက်တယ်နော်မအားလို့ကလေးရှိရဲ့မိဘတွေကတခုလုံးတော့မယ်ဆိုလို့ရှင်တားသမီးကြီးရဲ့မျက်နှာကိုအရင်ဆုံးကြည့်ရတယ်ကိုဘွားကိုမပိုင်တော့သလိုတောင်ခံစား အဲဒါတော့မှရေကိုရီတခုလုတော့မယ်ဆိုလို့ရှိရင်တို့နဲ့နားလည်မှုရအောင်အရင်ကြီးနိုင်ပြီးမှလုံမယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေမယ်လို့ကိုထင်တယ်